ော်နဲ့ကိုစိုးနိုင်တို့ကြာဆုံးခြင်း29နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုသူတို့နှစ်ဦးတနက်နဲ့အပြစ်ခံခဲ့ရတဲ့ရန်ကုန်မြို့အင်းစိန်မြို့နယ်မှာရှိတဲ့ရန်ကုန်နီးပညာတက္ကသိုလ်မှာမတ်လ17ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို11ရုပ်တန်သတင်းထောက်ကအခုလိုပဲသတင်းတော့ရယူထားပါရယ်1988ခုနှစ်မတ်လ17ရက်နေ့မှာကြာဆုံးခဲ့တဲ့စစ်မှုတပ်ကတော်ចောင်းသားကိုဖုံးမော်နဲ့ကိုစိုးနိုင်ကြာဆုံးခြင်း29နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကိုဒီကနေ့ရန်ကုန်မြို့အင်းစိန်မြို့နယ်မှာရှိတဲ့ဤပညာတပ်ကတော်ចောင်းဝင်းတက်မှာပြုလုပ်တာပဲဖြစ်ပါတယ်ဒီအခမ်းအနားကိုတော့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကတဝင်းလွာပေးပို့ခဲ့ပြီးခေဆက်ဆက်စစ်မှုတပ်ကတော်ចောင်းသားတမကဟောင်းလေးလက်ရှိចောင်းသားတမကတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီခန္ဓာကိုနိုင်ငံတော်ဤတိုင်းမင်္ဂံပုတ်ကိုတောင်းဆန်းစုကြည်ကတဝန်လာပေးပို့ခဲ့ပြီးအဲ့ဒီတဝန်လာမှာတော့နိုင်ငံအတွက်အနစ်နာခံအထိခိုက်ခံခဲ့တဲ့စစ်မှန်တဲ့အာဆာနီတွေကိုတံပိုးထားတဲ့အနေနဲ့ငြိမ်းချမ်းတဲ့လူပေါင်းတဲ့ဒီမိုကရေစီပန်းတိုင်ကိုအမှန်တကယ်ရောက်အောင်ခြိတက်သွားအောင်ဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။သမိုင်းကိုသင်္ကန်းစာယူပြီးနောင်တီလိုဖြစ်ဆိုးမျိုးတွေထပ်မံမကြုံတွေ့ရအောင်ဘလို့ဆောင်ရွက်ကြမယ်ဘလို့ရင်ဆိုင်ကြော်လွားပြီ နိုင်ငံအနာဂတ်ကောင်းအောင်ဖန်တီးကြမယ်ဆိုတဲ့ခိုင်မာမြဲမြံတဲ့ဆုံးဖြတ်ချက်တွေချမှာဖြစ်တယ်လို့လည်းနိုင်ငံတော်ဤတိုင်းမင်ငံပုတ်ကိုကတဝန်လာမှာထည့်သွင်းတိုက်တွန်းထားပါရယ်အဲ့ဒီခန်းနာမှာဥစွာခန်းနာကိုတက်ရောက်လာကြသူတွေက ကိုဖုံးမော်ကိုစိုးနိုင်ဦးစိန်အေးကိုအောင်မွန်းတို့နဲ့အတူ KSS ဒီမိုကရေစီရေးတော်အသက်ဆုံးလွန်ခဲ့ကြတဲ့ရဟန်းရှင်လူចောင်းသားပြည်သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့တမနစ်ခန့်ငိန်သက်လေးပြုခဲ့ကြပါရယ်။အရင်နာကြာဆုံးသွားခဲ့တဲ့ကိုဖုံးမော်ရဲ့အမားဖြစ်သူနဲ့ကိုစိုးနိုင်ရဲ့အမားဖြစ်သူတို့ကအမှတ်တရစကားပြောကြားခဲ့ပါရယ်။အရိခန္ဓာကျင်းပပြုလုပ်တာဟာကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့တနက်နဲ့အပြစ်ခံခဲ့ရပြီးမတရားအသက်ခံခဲ့ရတာကိုနောက်ပိုင်းဒီလိုကိစ္စရမျိုးတွေမဖြစ်အောင်ဒီလိုဖြစ်ခဲ့တဲ့ဆိုတဲ့တမိုင်းတွေကိုသိအောင်အတွက်ဒီလိုခန်းနာကိုကျင်းပခြင်းဖြစ်တယ်လို့ကိုဖုံးမော် နဲ့ကိုစိုးနိုင်ကြဆုံးခြင်း29နှစ်မြောက်နှစ်ပတ်လည်ခမ်းနောက်ကျင်းပရေးကော်မတီအဖွဲ့ဝင်အင်းစိန်ဆက်မှုတက္ကသိုလ်ကျောင်းသားဟောင်းဦးကျော်စိုးကအခုလိုပဲပြောပါရယ်။မော်တို့ကြဆုံးပြီးတော့အဲ့ချိန်မှာကျွန်တော်ကတတိယနှစ်ဒီကျောင်းရဲ့ကျောင်းသားဖြစ်နေတယ်။ဆိုတော့အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်လည်းခုနပြောသလိုသူ့ရဲ့ dead body တော့ကျွန်တော်မတွေ့လိုက်ရဘူး။ဒါပေမဲ့လို့ကျွန်တော်တို့တနင်္လာနေ့တတိယနေ့တူတူဖြစ်ကြတယ်။တနင်္လာနေ့မှာကျွန်တော်ဒီကိုရောက်တော့ဒါမျိုးတွေတွေ့တယ်ဆိုတော့ဒါကဟိုမတရားမှုတစ်ခုဖြစ်နေတယ်လေ။ ဆိုတော့ကြီးပါတဲ့မတရားမှုအဲ့တော့တကယ်ပြောကြဆန်းဆိုအစိုးရရဲ့သတင်းစာထဲမှာဟိုကစူးကြွနဲ့တည်တယ်လို့ဘာလို့ပြောတယ်ဒီပါကဟိုတွေးတဲ့ຢာတွေနဲ့တထက်တဲ့ပြစ်ခတ်ရတယ်ပေါ့လေအဲ့ဒီမတရားမှုတစ်ခုကိုကျွန်တော်တို့ကနေပြီးတော့ဟိုဒါကိုမဖြစ်စေချင်ဘူးပေါ့မဖြစ်စေချင်ဘူးဆိုတော့ဒါတွေမဖြစ်စေချင်ဘူးလို့ဆိုတော့ဒီတပိုင်းတွေကိုတိမဘလို့ကာကွယ်ပဲဆိုတာကျွန်တော်တို့ကလုပ်လို့ရတာဟုတ်အဲ့ဒါကြောင့်မလို့အဲ့ဒါကိုကျွန်တော်တို့စဖြစ်တဲ့တုန်းကလည်းကျွန်တော်တို့ ဖြစ်တဲ့တည်းရဲ့တောက်ရပါကျွန်တော်ဒီကြောင်းထဲမှာရှိတည်တယ်ကိုကိုတိုင်လည်းဒီကြောင်းသားတည်းရဲ့တယောက်ဖြစ်တယ်တော့ဒီလိုမျိုးဟိုတင်တာမှုတွေမဖြစ်ရအောင်လို့ပေါ့လေကျွန်တော်တို့ကဓာတ်တွေကိုကျွန်တော်တို့ကနေပြီးတော့ပြန်လဲပြီးတော့ဓာတ်တွေကိုကျွန်တော်တို့သူတို့ဥဒ္ဒပိသားစုတွေပေါ်သွားပြောရတယ်လေသူတို့အပတ္တိယကျွန်တော်တို့ကအကြံရအာဇာတိတွေအပတ္တိယဖြစ်အောင်လို့အဲ့ပွဲဒီပွဲလေးတွေကျွန်တော်တို့အတတ်တိုင်ဆုံးကျွန်တော်တို့သစ်စစ်ဒီပါကျက်ပါပြအောင်ကြိုးစားတဲ့ ကျူးသားခဲ့တာပါခင်ဗျာ။ဒါပြင်ကိုဖိုးမော်နဲ့ကိုစုံနိုင်တို့တည်ဆုံးခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲအနေနဲ့ចောင်းသားလှူရှားမှုတွေဖြစ်ပေါ်လာပြီးတော့တိုင်းပြည်ရဲ့ဖြစ်စဉ်အကူပြောင်းတွေအများကြီးဖြစ်သွားခဲ့တာဖြစ်တယ်လို့ EAWRI တိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်30မှအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးသိန်းစွေကလည်းအခုလိုပဲပြောပါရယ်။အဲအဲ့ဒီအချိန်တုန်းကတော့ကျွန်တော်တို့ပထမဆုံးကကျွန်တော်တို့ ဒီငွေဆက်ကူပေါ့နော်ငွေဆက်ကူရေခင်းကျွန်တော်တို့ဖြစ်တယ်အဲ့ဒီချိန်ကတော့ကျွန်တော်အင်းစိန်မှာပေါ့အဲ့ဒီကတည်းကတော့ဒီ R&D အကြောင်းသားတွေရလှုပ်ရှားမှုကတော့ဟိုကျွန်တော်တို့တကယ့်ကိုကျွန်တော်တို့ထင်ရှားခဲ့တယ်ပေါ့နော်အဲ့ဒီငွေဆက်ကူရေခင်းတော့လည်းကျွန်တော်တို့ဒီမှာအဲလှုပ်ရှားမှုတွေဖြစ်ခဲ့တယ်နောက်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီအကြောင်းသားနဲ့ရတရံဖြစ်တဲ့ကိစ္စပေါ့နော်အဲအကြောင်းသားနဲ့ရတပဏိပခအနေစပြီးတော့ဖြည့်ရှင်းပုံပေါ့အဲ့ဒီကာလာကရှိတဲ့အစိုးရရဲ့အကင်တွေဖြည့်ရှင်းပုံကအဲကျွန်တော်တို့မမျှတခဲ့ဘူးနောက်အစိုးရအကင်တွေဖြည့်ရှင်းပုံက ဟိုအေဂျင်ဂျန်ဖြစ်ရှင်းတဲ့အနေအထားဖြစ်ရမယ့်ဟာမှာကန်တော်ဝန်မှားယွင်းခဲ့တဲ့အခါမှာနောက်ဆက်တွဲကျွန်တော်တို့ပြဿနာတွေအများကြီးကြီးခဲ့တယ်မလိုလားတဲ့သွေးမြေကျမှုတွေကျွန်တော်တို့ဖြစ်ခဲ့တယ်အဲ့ဒီရဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲရာကျွန်တော်တို့ကြောင်းသားလှောင်မှုတွေပေါ်ပေါက်ခဲ့တယ်အဲနောက်တစ်ခါကျွန်တော်တို့နိုင်ငံရဲ့အဲကျွန်တော်တို့ဟိုတပါတီစနစ် ကျွန်တော်တို့ချုပ်ငြိမ်းသွားတယ် အချုပ်ငိမ့်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ဖြစ်စဉ်နေပေါ့နော်အခုပြောင်းနေဟေးကျွန်တော်တို့အများကြီးဖြစ်သွားခဲ့တယ်အဲဒါတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေပါတယ်ဒါကြောင့်မလို့အဲ့ဒီအချိန်မှာပြောင်းလဲခြင်းနဲ့ပြည်သူလူထုအတွက်ကိုကျွန်တော်တို့ဒီဖြစ်စဉ်ဟာကျွန်တော်တို့တွန်းအားပေးလိုက်တဲ့ဖြစ်စဉ်တစ်ခုပါအဲ့ဒီအချိန်မှာအကြက်တဲတွေအများကြီးကြုံနေပြီပြည်သူလူထုကလည်းအခက်အခဲတွေအများကြီးတွေ့နေပြီအဲ့ဒီအခက်အခဲကိုကျွန်တော်တို့ပြောင်းလဲဖြစ်ဖို့အတွက်တွန်းအားပေးလိုက်တဲ့ဖြစ်စဉ်တစ်ခုပါဒီဖြစ်စဉ်ဟာ1988ခုနှစ်မတ်လအတွင်းမှာလပိတ်ရီဆိုင်မှာလူငယ်အချင်းချင်းစကားများရန်ဖြစ်ရောက်ကနေအာနာပိုင်းတွေကចောင်းသားတွေကိုသာတစ်ဖက်သက်အပြစ်ပေးအရေး ေးယူမှုကြောင့်ចောင်းသားတွေမှာမခံမရနိုင်ဖြစ်ကြပြီးចောင်းရွှေမှာစုယုံခဲ့ကြရအဲ့ဒီចောင်းသားတွေကိုစစ်အာဏာရှင်လက်အောက်ခံလုံထိန်တပ်တွေကနေတနက်နဲ့ပြစ်ခတ်ဖြိုခွဲခဲ့ရကိုဖုံးမော်ကိုစိုးနိုင်တဲ့စစ်မှုတက္ကသိုလ်ចောင်းသားအချို့တနက်မှန်ခဲ့ပြီးကိုဖုံးမော်ဟာတနက်တန်ရာကြောင့် အခင်းဖြစ်တဲ့1988ခုနှစ်မတ်လ13ရက်နေ့မှာပဲသေဆုံးသွားခဲ့ပြီးကိုစိုးနိုင်မှတနက်မှန်တန်ရာနဲ့ပဲ1988ခုနှစ်ဧပြီလ5ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။